အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aurora Cato Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့စစ်စစ်တဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က PPL ခံပြီးတော့မှဆလန်လေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော်ငါတို့ရဲ့အဓိကဆက်ဆောင်ကဘယ်ရောက်သွားတာလဲတယောက်ယောက်များမန်တီကိုတွေ့ပြီးကြလားဟမ်ဖြူ sorry ပါကျမနောက်ကျသွားတယ် ကျွန်မရိုက်ကူးရတွေအရန်များနေတော့ကျွန်မရဲ့အင်စာဂရမ်အပြီးမတက်ရသေးပါဘူးအခုတလောကျွန်မတော်တော်မနိုင်မနေဖြစ်နေတာဟုတ်တယ်လေကဲပါကျွန်မကိုစတင်ခွင့်ပေးပါတော့ကင်မရာ action hi ကျွန်မကတော့ mandy ဖြစ်ပါတယ်ကျွန်မကဒိတ်လုတဲ့နေရာမှာတော့တော်တော်လေးကိုကံမကောင်းရှာတာပါနှလုံးသားနဲ့ပတ်သက်တဲ့အရာတွေမှာဆိုရင်တော့ကျွန်မကအရှုံးသမားတစ်ယောက်ဖြစ်ပေါ့ကျမရဲ့ပထမဦးဆုံးချစ်သူကောင်လေးရဲ့နာမည်ကတော့ Daniel လို့ခေါ်ပါတယ်။သူ့ရဲ့မျိုးလုံးလေးတွေကလေနေအောင်ကျေးရမှာဆိုရင်တပ်ပါနေရပဲ ဒါပေမဲ့ဂျာရီအလုံးကတော့အတူရောက်နေပါဂျန်နီယယ်ကကျမရဲ့နောက်ွယ်မှာတခြားကောင်မတွေနဲ့လည်းအများကြီးထဲလဲတွဲပါတယ်အဲ့ဒါကြောင့်ကျမလည်းအဲ့လိုဖောက်ပြန်တဲ့ကောင်ကိုဖျက်ပစ်လိုက်တာပေါ့နောက်ထပ်တစ်ယောက်ကတော့ရော်ဘီလို့ခေါ်ပါတယ်သူကထက်မြက်ပြီးတော့ရေချင်းရှိရဲ့ကောင်လေးပုံစံမျိုးပါဒါပေမဲ့သူအကျွမ်းကျင်ဆုံးအလုပ်ကတော့လိမ်ပြောတာဖြစ်နေပါတယ်ကျမတို့စပြီးတွဲတဲ့အချိန်ကလေးကသူ့ရဲ့ကျမကိုလိမ်ပြောတာကျမကိုဘော်ဘီလို့သာပြောပြထားပေမဲ့ဘော်ဘီရဲ့နာမည်အရင်းကတော့မှကျမတိချာမသိခဲ့ရအောင် ဒီလိုနဲ့ပဲကျမလည်းသူ့ဖျက်ပြလိုက်ပြန်နေပေါ့ထားလိုက်ပါတော့စိတ်ထဲကထုတ်လိုက်တော့အဲ့ဒီနောက်ပိုင်းကျမ Patrick နဲ့ဆုံပါတယ်သူက အရှမ်းကို romantic ဆန်တာပဲ Disney မင်းသားလေးတွေလိုမျိုးပဲဖြစ်ချင်တော့သူကကျမရဲ့နှလုံးသားကိုခိုးယူချင်တာမဟုတ်ဘဲနဲ့ကျမရဲ့ပတ်ဆက်အိတ်ကိုဖြစ်နေတယ်ကျမလည်းဒီတော့ရွေးချယ်စရာမရှိဘဲနဲ့သူ့ကိုလည်းထားပစ်ခဲ့ရတာပေါ့တစ်တာ Patrick ဟမ်ဒါပေါ့ဒီလိုမျိုးလဲစားခံရတာတွေများနေတော့ကျမတို့ရဲ့ဒိတ်လုတာကအသုံးမွင့်နေရှာလို့ဖြစ်လာတယ် အဲ့ဒီအစားကျမစားကူပို့ပြီးအယုံဆက်ပြီးတော့ဝါသနာပါရီကိုလုတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဗီဒီယိုအတော်လေးတွေကိုလည်းရှိုက်ကူပြီးတော့ကျမရဲ့ channel အသေးလေးမှာတင်နေ။ကြိုးစားမှုကရလာအရာတင်ခဲ့ပါတယ်။ဒီနေ့ငယ်တွေတွေ့မှာပဲကျမက subscriber တွေအများကြီးနဲ့နာမည်ကြီး blogger တယောက်ဖြစ်သွားတာပေါ့။ဘဝကတစ်စစ်ချိုးပြောင်းလဲလာခဲ့တယ်။စကားတွေစာချုပ်တွေနဲ့ပူပေါင်းမှုတွေ professional studio တွေမှာရှိုက်ကူခွင့်ရခဲ့ပြီးတော့ကျမမှ assistant အတင်လေးရှိပါတယ်။ မီထိုရီတွေဒီဇိုင်နာတွေနဲ့မိတ်ကအာတစ်စ်တွေပါညာချိပဲပေါ့ quality ကောင်းတဲ့ဗီဒီယိုတွေကိုဖန်တီးရတာက ကျွန်မအတွက်အချိန်ပြည့်အလုပ်တစ်ခုလို့ဖြစ်လာတယ်။တကယ်ကြတော့အခုမှစပြီးတော့ blogger လုပ်နေတဲ့ Max ဆိုတဲ့ကောင်လေးကိုကျွန်မတွေ့ခဲ့ပါတယ်။သူ့ရဲ့ဗီဒီယိုတွေကရှမ်းမိုက်ပါတယ်။ဒါပေမဲ့သူ့ channel ကအခုချိန်ထိတိုးတက်မလာသေးပါဘူး။ဒါကြောင့်ကျွန်မလည်းသူ့ကိုစေတနာထားပြီးတော့ကူညီပေးဖို့အတွက်ဆုံးဖြတ်လိုက်တာပေါ့။ collaboration လုပ်လိုက်တဲ့အခါမှာတော့ Max ရဲ့ channel ကအရန်ကိုအောင်မြင်သွားပါတယ်။သူလည်းတိတ်ကူပြောနေတာ မန်ဒီမင်းကကို့အတွက်တော့နေသမီးလေးလိုပဲမင်းပါရဲ့တွေးနေလဲဆိုတာကိုသိတယ်နော်အမလီသူကကျမရဲ့လေးယောက်မြတ်ချစ်သူဖြစ်လာတော့မလားနောက်ဆုံးကြရင်စသိန်းလေးကကောင်းနေပါမလားတော်ပါပြီကျမကရေးစားထားရတာကိုစိတ်ကုန်နေပြီမက်ခ်နဲ့ကျမတို့ကဒီတိုင်းအလုပ်တွေလုပ်တဲ့သူတွေပါသူတို့ပြောသလိုပဲပါစတနကိစ္စမပါပါဘူးတရားကြတော့ကျမကန်ဆယ်ရနေနဲ့ဆုံးရပါတယ်စာကိုလည်းတစ်ဖက်မှလောက်ရသေးတယ် channel ကိုလည်းထိန်းချောင်းရသေးတာကကျမတို့မလဲကူတဲ့အလုပ်ဖြစ်လာပါတယ် ဒီလောက်တဲ့အလုပ်များနေတဲ့အချိန်မှာ personal assistant ကပါအလုပ်ထွက်သွားရဆိုတော့ကျမအရင်ကိုထိတ်လန့်သွားတာပေါ့ sorry ပါကျမတခြားနေရာကိုပြောင်းရမှာမလို့ပါကျမနေရာမှာကောင်းတဲ့သူကိုအစားထိုးနိုင်ဖို့အတွက်မျှော်လင့်ပါတယ်အဲ့ဒါကတော့သူ့အတွက်ပြောဖို့လိုတာပေါ့ assistant ကောင်းတယောက်ကိုရှာရတာကကျမအတွက်ရွှေလိုရှာပါတယ်သူတို့ကအမြဲတမ်းအချိန်စရိုက်ကိုစစ်ဆေးနေပြီးတော့ဘာရီဘာရီလှုပ်ဆောင်ရတဲ့ဆိုတော့ကျမရဲ့တနေ့တာကိုဆွန့်ဖြစ်ပေးတာလေဒါပေမဲ့လည်းမတတ်နိုင်တဲ့အရာဖြစ်တာကြောင့်သူ့ကိုကံကောင်းမစီလိုပဲစတောင်းပေးလိုက်ရပါတယ် စိတ်ရထမဲ့ဒီနေလက်မသွားနဲ့နေလုံးနိုင်တယ်နော်ဒါပေမဲ့နောက်တနေ့ကျတော့အစ်မ Max နဲ့ပြီးတော့ရိုက်ကူးရမယ့်အချိန်မှာအစ်မ shooting ကိုနောက်ကျနေခဲ့ပါတယ်မန်ဒီမိဘတွေရောက်နေရလဲကျမရဲ့ personal assistant ကအလုပ်ထွက်သွားလို့ဆိုတဲ့အကြောင်းကျမလည်းသူ့ကိုပြောလိုက်ပါတယ်။ရှုပ်တရက် Max ကသူ့တငယ်ချင်းတယောက်အလုပ်ရှာနေတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ဆက်စင်းသူ့တငယ်ချင်းကိုဖုန်းဆက်လိုက်ပြီးတော့ကျမတို့စီကလာဖို့အတွက်ခေါ်လိုက်ပါတယ်။ Billy ကတကယ့်ကိုလူကောက်ကြပါ။ဒီသဘောကျမယ်လို့ငါထင်တယ်။ သူပြောသလိုဖြစ်လာဖို့လဲကျွန်မလည်းမျှော်လင့်ပါတယ်။စတူဒီယိုရဲ့ကိုဘီလီရှောက်လာတဲ့အချိန်ကစပြီးတော့ကျွန်မလည်းအလုံးမဖြစ်ဘူးဆိုတာကိုသဘောပေါက်သွားတယ်။သူ့ပုံစံကတခြားကောင်တွေလိုမျိုးပဲမာနချီပြီးတော့အသေးခွဲမဲ့ပုံစံမျိုး။ကျွန်မအစဉ်စဉ်ခန်းစားပူပီပီဆိုတော့ကျွန်မမျက်လုံးကကြည့်တတ်ပါတယ်။သူ့လိုကောင်လေးမျိုးရဲ့အကြောင်းကောင်းကောင်းသိတာပေါ့။ Hey Mandy ငါမင်းနဲ့အတူအလုပ်သွားလုပ်ချင်ပါတယ်။သူ့လိုပြပြဆောင်နေတဲ့သူမျိုးကြီးကိုကျွန်မအလုံးမခန့်ချင်ဘူးလို့ပြောမလို့လုပ်တဲ့အချိန်မှာ Shorty ရဲ့ subscriber တယောက်ကကျွန်မကိုလာပြီးတော့မှန်သွားတယ်။ တို့ကိုလိုက်လွတ်ပေးမယ်ဆိုပြီးတော့ဂတိပေးထားပြီးတော့မလုံနိုင်ခဲ့မိလို့ဆိတ်ဆိုးနေကြပါတယ်။တင်လိုက်ပါတော့တေချာပေါအဆစ်စတန့်လုပ်နေပြီ။အဲအကြောင်းကျမဘလိကိုခန့်လိုက်ပါတယ်။ဒါပေမဲ့သူကစပြီးတော့အရှုပ်တွေလုပ်လာခဲ့ပါတယ်။ဝါယာကျိုးကိုကလုတ်တိုက်မိပြီးတော့အကုန်လုံးချော်လဲကုန်တယ်။ကော်ဖီကွက်ကိုလည်းဇညွန့်တွေပေါ်မောက်ချပြစ်လိုက်တယ်။နောက်တစ်ခါဒီလိုပြစ်တော့ကတော့ကျမရှင့်ကိုအလုပ်ထပ်ပြစ်တော့မယ်နော်။ Sorry ပါငါငါရှင့်ကိုစိတ်တိလှောက်ရှားနေလို့ပါ။အကောင်းဆုံးဖြစ်အောင်လုပ်လို့မယ်နော်။ဂတိပေးပါတယ်။ နောက်ထပ်အခွင့်အရေးလေးတော့ပေးပါအောင်။ကျမကော်ဖီတောက်လို့မပြီးခင်မှာရှင်ရဲ့စိတ်ကိုပြန်ပြီးတော့အာရုံစုစည်းထားနော်။မဟုတ်လို့ကတော့အလုပ်ဖြစ်ဖြစ်ပဲ။ကျမကစီကံတင်ဆက်တဲ့သူမျိုးတော့မဟုတ်ပါဘူး။ဒီလောက်ထိကြတော့ကျမလည်းမျောလင့်မယ်နဲ့ပြောမိလိုက်တာဖြစ်သွားတာပေါ့။တကယ်ဆိုတော့ကျမရှူတင်ခန်းထဲကထွက်လာတဲ့အချိန်မှာ Max နဲ့တသက်ငယ်ချင်းတို့စကားပြောနေတာကိုကျမလည်းလမ်းမြင်လိုက်ပါတယ်။နင်တို့ဘာတီတူတီတူနဲ့ဆွေးနွေးနေကြတာလဲ။အာဘာမှအရေးမရှိပါဘူး။ဒီတိုင်းပဲ။အာငါပေလေးကိုအကြံတောင်းနေရလေ။ ငါရဲ့ပြိသက်ကောင်မလေးတယောက်လောက်ကိုသွားပြီးတော့ဖွင့်ပြောရင်ကောင်းမလားလို့စဉ်းစားနေတာအာဟုတ်တယ်ဟုတ်တယ်သူတို့တေချာပါဦးကျမကိုတခုခုဖုံးခွက်ထားပါတယ်ဒါပေမဲ့သူတို့ရဲ့လျှို့ဆစ်တွေကိုလည်းကျမခင်မဆိုင်ပါဘူးတရားစားရရှုတင်မှာရေကူးကပါတီစညိုးကိုရိုက်ဖို့အတွက်စီစဉ်ထားချက်ပါတယ်ကျမရေလဲကြောက်ပြီးတော့ရေလဲမကုနိုင်ပါဘူးဒါကိုလူနည်းနည်းလေးပဲသိပါတယ်မတင်နိုင်တော့ဘူးလေရေကူးကကိုမသိရင်အကောင့်နဲ့အများကြီးရှိနေတဲ့ပုံစံမျိုးကြီးနေပြီးတော့မှအလုံးကအစီအပြေဖို့အတွက်မင်းကျူးစားနေရတဲ့အချိန်မှာ ရေကူးကနားမှာလေမြုပ်သီး sauce ကိုဘယ်သူကမှောက်ချသွားလဲမသိပါဘူးအော်မဟုတ်ဘူးပဲရှုနွေကျမလည်းနင်းမိလိုက်ကောရေကူးကနေကိုတားပြီးတော့ချောချသွားခဲ့ရယ်ညစီတမိတ်အတွင်းမှာရမယ်ကျမနောက်ပြန်ပြီးတော့လဲကျသွားခဲ့ပါရယ်ဒါပေမဲ့တစုံတယောက်ကရေရက်ကိုမကြသေးခင်မှာကျမကိုလှမ်းပြီးတော့ဆွဲဖက်မိလိုက်တယ်နှလုံးတွေလည်းအယမ်းခုန်သွားပြီးတော့ရေဘတ်ထက်ကပေါက်ထွက်တော့မလို့ပဲဒီစားပြန်ပြီးတော့ကြည့်လိုက်တော့မှကျမကိုကဲပေးခဲ့တဲ့သူကဘီလီဖြစ်နေပါရယ်ကျမကအခုထိသူ့ရဲ့လမ်းမောင်းထဲမှာရှိနေတော့မယ် အာရှင်သာမကယ်ဘူးဆိုရင်ကျမကျမရေရဲကြတော့မလို့ရှင်ကလိုက်တာပဲတော်သေးတာပေါ့ငါလည်းမင်းရဲ့မျိုးလုံးနဲ့မှအတုံးမကြတဲ့သူမဖြစ်တော့ဘူးလေဒီလိုပြောပြီးတော့နင်းနွတ်တွေးလေးပြုံးပြလိုက်တဲ့အချိန်မှာကျမရှင်ဘက်ထဲမှာလေးပြားလေးပြန်သွားတယ်အာဒါမှမဟုတ်ဒီတိုင်းပဲဘိုင်းစာလူမြန်ဖြစ်တာလားကျမတို့နှစ်ကဒီလိုရှက်နေတော့အလုံးကကျမတို့ကိုတီချာဆိုင်ကြည့်နေကြပါတယ်မင်းတို့ကဒီမှာလာပြီးတော့ဒိတ်နေကြမှာလားဒါမှမဟုတ်ငါတို့ကအလုံးဆက်လောက်ရတော့မှာလားအာရပါပြီနော် ကျမလည်း professional necessarily ပြန်ပြီးအလုပ်လုပ်တဲ့အချိန်မှာတော့အားလုံးစီပြေသွားပါတယ်။ခုနကဘီလီနဲ့ဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးကိုတော့ကျမပြန်ပြီးတော့စဉ်းစားနေတာဖြစ်တော့လေ။အဲဒီနေ့ကလေးကစပြီးတော့ကျမအတွက်သူက PPU ဆိုတဲ့ assistant တယောက်ဖြစ်လာပါတယ်။ကျမရဲ့အကျွေးတွေကိုသူကတစ်ချိန်တည်းမှာဖတ်နေတယ်လို့ပဲ။ကျမကပန်းနဲ့လေးတွေကိုသဘောကျတာကိုသူသိသွားပြီးတော့အဝေလေကနေ့တော့မှပန်းတွေကိုထားပေးထားသေးတယ်။ဒီမှာမင်းရဲ့ဗီဒီယိုကိုတင်လာဆက်ကတော့မှအသေးပေးသွားတယ်နော်။ Wow ဟုတ်လား။ ရှေ့ကဘလို့လုပ်ပြီးတော့တိလိုက်တာလဲတော်တော်လေးကိုမြင်တာပဲဘီလီကကျမကိုသဘောကျရစွာကိုကျမခန်းစားမိနေပါတယ်ကျမတို့ညက်ကအချင်းချင်းသဘောကျနေကြပြီဒါပေမဲ့ကျမရဲ့နှလုံးသားကအချင်းချင်းပြိုလဲခဲ့ရပြီးပြီမလို့ကျမတခြားတယောက်ကိုမယုံကြည်ချင်ပါဘူးမက်စကိုဖုန်းဆက်ပြီးအကြံတောင်းတော့လဲဒိတ်လုပ်နေလို့သူကမအားသေးဘူးတဲ့ sorry ပါဟာကျမအမငေါ့ကိုစောင့်နေတယ်နောက်မှပဲပြန်ပြီးခေါ်လိုက်မယ်နော်ဘီလီနဲ့ကျမမနီးစက်ခင်မှာကျမတို့ရဲ့အကြောင်းကိုပို့ပြီးတော့သိချင်တယ် ကင်ကျမကလည်းကျမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတယ်။တရားစောကျမကျောင်းကနေပြန်လာတဲ့အချိန်မှာစပြုတ်ဆိုင်ဒီဇိုင်းကနေပြီးတော့ဘီလီထွက်လာတာကိုကျမလည်းမြင်လိုက်တယ်။သူကအဲ့ဒီမှာဘာသွားလုပ်နေရလဲ။ခုနကထွက်သွားတဲ့တရားစောရှင်တို့သိကြလာရင်ဘီလီလာသူကတကယ်ကိုစင်နာတက်တဲ့နှလုံးသားပိုင်ရှင်ပဲ။ဒီမှာလာပြီးတော့အင်ဂျီယာမဲရီတွေဟင်းနေတယ်လားချက်ပြီးနေတာနှစ်တည်းများကြည့်ကြနေပြီ။ဘီလီကမိဘမဲတယောက်ဖြစ်ခဲ့ပြီးတော့သူနဲ့သူ့ကိုနှစ်ယောက်ထဲရှင်သန်ခဲ့ရတယ်ဆိုတဲ့အကြောင်းပြောပါရစေ။ ။အိုးတနားဆရာကောင်းပါလား။ဘီလီကိုပို့ပြီးတော့မှချစ်ချွတ်မိသွားသေးတယ်။သူကတတိရှိပြီးတော့လေးစားဖို့ကောင်းတဲ့သူပဲ။ကျမအင်ပြင်ရောက်တော့ဘီလီမှာ channel အသေးလေးတစ်ခုရှိနေတာကိုကျမအင်တာနက်ပေါ်မှာရှာကြည့်ရင်းနဲ့တွေ့တာပေါ့။ဒီလိုကြောင့်နဲ့ကျမကိုပြပြပြီးတော့ drama မခင်းပဲနဲ့ကျမစီကတနားမခံတာကိုကျမလည်းတော်တော်လေးတို့အံ့အားတင်နေတယ်။ဘီလီကလူကောင်းတယောက်စရာကိုကျမတကယ်ပဲနားလေသွားပြီပေါ့။နှစ်ယောက်သားအချင်းချင်းတူတူကုံဆုံးဖြစ်လာတယ်။အလုံးလုံးတဲ့တခြားသူတွေရဲ့အကြောင်းကိုအတင်းတုပ်တယ်။ နှစ်ယောက်သားကစိတ်သဘောထားချင်းလဲတိုက်ဆင်နိုင်များပါတယ်။ပြီးတော့ဘီလီကကိစ္စတိုင်းရဲ့တော်တော်များများကိုလည်းသိနေတတ်တယ်လေ။ GNG ကငါနဲ့လိုက်မယ်လို့နေထင်လား။အဲ့ဒါကြည့်တာဝစ်လိုက်လို့ကတော့အာလူပုတ်ကြီးနဲ့တူသွားလိမ့်မယ်။ဂျီလိုနဲ့အချိန်လေးကုန်လာတော့ကျမလည်းမတိလိုက်ခင်မှာပဲကျမတို့ကိုချင်းမိသွားတာပေါ့။ဘီလီကိုဖွင့်ပြဖို့တော့ကျမလည်းအရန်ကိုကြောက်နေမိပါတယ်။တရကျတော့အဝေလကန်တဲ့ကစူပါမှာကျမလည်းလှဲလျောက်နေပါတယ်။ရှင်နဲ့မှမိုးကြက်တလို့ခန်းစားနေရပြီးတော့မောပန်းနေပါတယ်။ ခြေရောက်တွေကလည်းညောင်းနေရပဲအဲ့ဒီအချိန်မှာ PD ကကျွန်မနားမှာထားလိုက်ပြီးတော့ကျွန်မရဲ့ဖိနက်တီကိုလာချွတ်ပေးရလေမင်းဒီတလောအလုပ်တွေအများကြီးစူးစမ်းခဲ့ပြီပြီလေမန်တီအဲ့ဒါကြောင့်နည်းနည်းတော့အနားယူတင်တယ်ကျွန်မတို့စကားပြောနေရင်လည်းရုပ်တရက်အကြည့်ချင်းဆောင်သွားတယ်ပြီးတော့သူကကျွန်မနားကိုကပ်လာပြီးတော့နမ်းဖို့လုပ်နေတယ်ကျွန်မလည်းလန့်ပြီးတော့နောက်ကိုတောင်းလိုက်မိပါတယ်အာ sorry ပါတခုခုမြင်ဖြစ်လို့လားတောင်းမမာတယ်တကယ်တော့ကိုမင်းကိုသဘောချလို့ပါ မင်းကလည်းကိုယ့်သဘောချနေရလို့ပဲကိုချင်တာကျမတပြင်းချပြီးတော့ကျမကအချိန်ပေါင်းများစွာလဲစားခံခဲ့ရတာကြောင့်ယူရီကိုထွက်ပြီးတော့မယုံကြည်ကျင်တော့တဲ့အကြောင်းကိုပြောလိုက်ပါတယ်ဂလီကတတရရလေးပဲကျမရဲ့လက်ကိုလိုက်ယူလိုက်ပါတယ်ကိုကတော့မင်းကိုဘရမတစ္ဆာမဖောက်ပါဘူးလို့ခတိပေးပါတယ်ကျမတို့ယုံကြည်ခဲ့ပါတယ်ဒီလိုနဲ့ပဲကျမရဲ့အချစ်ဆန္ဒကတပံပြန်ပြီးတော့စတင်လာခဲ့တာပေါ့တကယ်မြင့်လက်ဆန္ဒပါတယ်ကျမတို့အရာအလုံးကိုတူတူလုပ်ခဲ့ကြတယ် တို့ရဲ့ညီလေးညီမလေးတွေနဲ့ဆုံခဲ့ပြီးတော့ကျမတို့အတွက်လက်ဆောင်တွေအများကြီးလက်ပေးခဲ့ပါတယ်။တခါတလေဘီလီကိုတော့မှကျမရဲ့ဗီဒီယိုတွေမှာထည့်ပြီးတော့ရိုက်တက်ပါသေးတယ်။ဒါပေမဲ့ subscriber တွေကကျမကိုဘာဖြစ်လို့တွေးလိုက်ရလူကိုထိတ်နေရလဲဆိုပြီးတော့မေးနေကြပါတယ်။တခြားသူတွေကိုဒီလိုမဟုတ်ကြောင်းရှင်းပြရတွေတသက်ပြရတွေကျမမလုပ်ချင်ပါဘူး။ဘာလို့ဆိုတော့ကျမကိုယ်တိုင်ကပျော်ရွှင်နေရလေ။ mask ကလည်းကျမတို့အတွက်ဝမ်းသာပေးနေပါတယ်။ကျမတို့အတွက်ကိုသူတို့အတွက်နဲ့အတူတူဒိတ်ဖို့အတွက်ခေါ်ပါရယ်။သူရဲ့ချစ်သူကောင်မလေးအာမကိုလည်းခေါ်လိုက်ပြီးတော့ SK room ကိုတောက်ဆော့ဖို့အတွက်ကျမတို့ထိတ်လိုက်ပါတယ်။ SK room နဲ့ကိုရောက်သွားတော့ကျမတို့အလုံးအစင်ပြေးနေပေမဲ့ဒီစုံတစ်ခုကကျမကိုပူပန်စီလာပါတယ်။အမကချစ်ဖို့ကောင်းပြီးတော့ mask ကိုလည်းအရင်သဘောကျရပြီးဖျားဖျားသခင်လိုမျိုးအမြဲတမ်းကြည့်နေတာ။ mask ကတော့အေးဆက်ဆက်နဲ့သူ့ပုတ်ကိုရမ်းမကြောပါတယ်။အမထားလိုက်ပါတော့လိမ္မာရီကော်မလေးငါ့ကိုဆိုတာတစ်ခွက်လောက်တောက်ယူပေးစမ max နေဘလိုပြောလိုက်တာလဲအာဟုတ်တယ်လေမြင်မြန်သွားကာမလီကတော့သူ့ကိုရမ်းသဘောကျရပုံပဲ ူပြောသမျှကိုအားလုံးလိုက်လုပ်ပေးတာဘီလီနဲ့ကျမတို့လည်းတယောက်နဲ့တယောက်ကြည့်လိုက်ကြပြီးတော့ဘာကြောင့်သူကဒီလိုမျိုးပြစ်မှုနေရလဲဆိုပြီးကျမတို့မေးလိုက်ပါတယ် bro မင်းဘာလို့လုပ်နေရလဲမင်းဒီလိုမျိုးတော့မဆက်ဆံသင့်ဘူးလေမင်းကတော့ဗာလဲကွာခုမှလာပြီးတော့သူရဲ့ကောင်းစစ်တီတော့လုပ်နေရလားကိုကိစ္စကိုပဲအောင်ဆိုင်ဆယ်မှာကွာမက်စကကျမကိုအရင်စိတ်ပြက်စေပါတယ်အလောက်ထိသူကမောက်မောက်ပြီးတော့ရိုင်းဆိုင်မဲ့ကျမတကယ်မသိခဲ့တာဒါပေမဲ့လည်းသူနဲ့တော့အလုပ်တူတူတွဲလုပ်နေရအောင်ပေါ့ တရားကြတော့ကျမလည်းဗီဒီယိုရိုက်ကူးနေတော့ဆီဆိုးနေတဲ့ဗီဒီကကျမတို့ခံတဲ့ကိုရုတ်တရက်ပြေးပြီးဝင်လာပါတယ်။မက်ဆစ်ကောလန်ကိုဆွဲကောင်လိုက်ပြီးတော့သူ့ကိုထပြီးအော်နေတယ်။မင်းကငါသိသမျှတွေမှာတကယ်ကိုရုတ်မှဆုံးသူပဲ။နောက်ဆော့လိုက်စမ်းပါကွာ။မဟုတ်ရင်မင်းနောက်နောက်ရလိမ့်မယ်နော်။ရှင်တို့ဘာဖြစ်နေကြရလဲ။ရှိုက်ကွန်းမှာဒီလိုလာပြီးတော့ဒါမျိုးတွေပြုတ်မှုနေရလား။သူတို့တယောက်နဲ့တယောက်ဆိုက်ကြည့်နေကြပေမဲ့ထိုးတော့မထိုးခဲ့ကြပါဘူး။ဘာဖြစ်လဲကျမလည်းတကယ်ပဲမသိတာ။ဒါပေမဲ့အဖွဲရက်ကကောင်းလေးတယောက်ကကျမကိုရှင်းပြလိုက်ပါတယ်။ မတ်ကသူတွဲနေတဲ့ပရိသတ်ကောင်မလေးဆိုတဲ့တယောက်ကိုပြင်းလာလို့ဆိုပြီးတော့ဖျက်ပြစ်လိုက်တယ်ရယ်လေပီလီကဒါကိုသိတော့ကောင်မလေးဘက်ကနေရက်တီပေးပြီးတော့သူ့အတွက်ပြောပြတာနေမှာပေါ့ဘာတနာဆက်ကောင်းလိုက်တာအမလေးရယ်ဒီချိန်လောက်ဆိုရင်သူအရင်နောက်ကျင်နေတော့မှာပဲကျမခန်းစားဖို့တော့နားလေတယ်ဒါပေါ့ကျမကတော့ဘီလီရဲ့ဘက်မှာပါရှက်ကူရဲ့ပြီးတော့မက်ဆ်နဲ့စကားပြတ်ဖို့လုပ်ပါတယ်ငါကတော့နင့်ကိုလူကောင်းကြောက်လို့ထင်ပြီးတော့နင့်ရဲ့ချန်နယ်တိုးတက်အောင်ငါအလက်တွဲပြီးတော့အများကြီးလုပ်ပေးခဲ့ရတယ်နော် နေကတော့အခုအကျင့်စိုးတွေကခွေးလိုဟောင်းနေတာပါလား။နေကငါ့ရဲ့အခြေရေးကိစ္စကိုဘာဖြစ်လို့လာပြီးတော့ဝင်ရောက်ဆက်ဖက်နေရလဲ။တကယ်တော့နိဘီလီကလည်းဘာမှမထူးဘူးနော်။ဆဆတရဲနေတုန်းကနေငါတို့ကိုမြင်လိုက်တယ်မလား။နေကသူ့အလုပ်ဖြစ်ပြလိုက်မှဘီလီကကြောက်တယ်လို့ပြောနေတာ။နေသူ့သဘောကျသွားလို့ငါလည်းသူ့လောက်ခံလိုက်ပြီးတော့သူကလည်းငါပြောတဲ့အတိုင်းလုပ်တယ်လေ။နေကရေမကူးတက်တာရောပြီးတော့ပန်းလေးကိုကြိုက်တာရောတီလာဆွကြောင်းကိုရောဘယ်လိုလုပ်ပြီးတော့သူသိလက်သိလား။ ဲ့ဒီကောင်ကအဲ့လောက်တောင်တော်ရဲလို့နင်ကချိန်နေရလားကျမတကယ်ကိုမယုံကြည်နိုင်တော့ဘူးဒါဆိုဘီလီကလည်းသူနာမည်ကြီးစလို့ကျမကိုကူညီပေးချင်ဆောင်နေရပေါ့ဟုတ်လားကျမကောင်အောက်ထဲမှာတညာလုံးကိုကျွေးနေခဲ့ပါတယ်ဘီလီကထူးခြားရတယ်လို့ကျမထင်တာသူကလည်းတခြားသူတွေလိုပဲအခုရေးရွတက်တဲ့သူပဲကျမတို့ပြန်ပြီးတော့လက်တော့ပြင်ချင်တာဒါပေမဲ့ဒီတိုင်းလွတ်ထားပြဖို့ပဲကျမရဲ့အာယုံကရလာပါတယ်သူဖြစ်စေခြင်းနဲ့အတိုင်းပါ အဲအကြောင်းကျွန်မလည်းဖုန်းဖွင့်ပြီးတော့ Billy Channel တိုးတက်အောင်လုပ်ပေးဖို့အတွက်ကျွန်မရဲ့ပရိသတ်တွေကိုကျွန်မလည်းအခုညတောင်းပြီးပြောလိုက်ပါရယ်။သူ့ရဲ့ Channel လေးကိုအားပေးလိုက်ပါအောင်နော်။သူ့ရဲ့တကယ့်ကိုလူကောက်တယောက်ပါ။လိုက်လွင့်ပြီးတော့ကျွန်မကြောင်းသွားနေတော့ Billy ကနောက်ကနေလဲလာပါရယ်။ Mandy မိဘဖြစ်လို့အဲ့ဒီဗီဒီယိုကိုတင်လိုက် တာလေ။မိတိလုလုပေးတဲ့အတွက်ငါလည်းဝမ်းသာပါရယ်။အခုဆိုရင် Subscriber အများကြီးလက်ရှိနေပြီလေ။ဒါပေမဲ့ငါမင်းကိုမတောင်းဆိုခဲ့ပဲနဲ့ဘာလို့ဒီလိုလုပေးခဲ့ရတာလဲ။ပြီးတော့မိဘဖြစ်လို့ငိုနေရလား။ ရှင်ကျမစီကဘာထက်လိုချင်သေးတာလဲရှင်လိုချင်တာကိုကျမလုပ်ပေးပြီပြီလေရှင်ရဲ့ channel လူကြည့်များအောင်လို့ကျမကူညီပေးခဲ့ပြီပြီပဲကုန်ယူပါရယ်ရှင်တရားဆောင်ဖြစ်နိုင်ပြီပေါ့ရှင်လိုလူမျိုးစီမှာကျမထပ်ပြီးတော့လက်စားခံကြရပြန်ပြီပေါ့တော်လိုက်ပါတော့ရှင်အခုတော့လုတ်ပြုတ်ပြီမတ်စကမင်းကိုအလုံးပြပြတော့တာလားဟုတ်တယ်လေသူပြောတာလိမ်နေတာလို့တော့ကျမကလည်းမပြောနဲ့နော်မဟုတ်ပါဘူးသူလိမ်ပြောတော့မဟုတ်ပါဘူး အစကတော့ငါလဲတကူကောက်ဆန်တဲ့ယူရဲချက်တွေနဲ့မင်းကိုလဲစားခဲ့မိတာပါ။ဒါပေမဲ့နောက်ပိုင်းတော့ငါတကယ်မင်းကိုချစ်မိသွားခဲ့တာ။ခံစားချက်ကစစ်မှန်ပါရဲ့။အဲ့ဒါကြောင့်ငါ့ကိုခွလုပ်ပေးပါနော်။ငါ့ကိုယုံကြည်ပါ။ကျမယောက်ျားတွေကိုယုံကြည်ရတာအစိတ်ကုန်နေပြီ။နောက်တစ်ကြိမ်သင်ငန်းစာထပ်ပြီးရလိုက်တဲ့အတွက်စိတ်ဆုတမပါရဲ့။နှုတ်ဆက်ပါရနော်။ဒါလေးကတော့ကျမရဲ့အစ်စစ်လက်အဆုံးသက်သားတဲ့ပုံစံပါ။ကျမကြည်ကွေးနေခဲ့ရတယ်။အရင်ကကျမအိမ်အပေါ်မှာလဲပြီးတော့ပီလီရဲ့ channel ကိုဝင်ကြည့်မိလိုက်ပါရဲ့။ ကျမရဲ့ကျေးဇူးကြောင့်လည်းသူ့ရဲ့ channel က subscriber ရေထွက်တူတိုးနေပါရယ်။အခုဆိုသူက like တောင်လွှင့်နေပြီလေ။ဒါရီပြောနေလက်စထရာကိုသိချင်တာကြောင့်ကျမလည်းစောင်းအောင်ကြည့်လိုက်မိပါရယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ဗီဒီယိုလေးကကျွန်တော်တို့အရာအလုံးဖြစ်ရတဲ့ကောင်မလေးတယောက်အကြောင်းကိုပြပြချင်လို့ပါ။မန်တီမင်းသားဒါကိုကြည့်နေမယ်ဆိုရင်ငါမင်းကိုချစ်တဲ့စထရာကိုမင်းသိပါစီနော်။အားလုံးကလည်းကျွန်တော်ကိုဒီလိုမျိုး subscribe လုပ်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါရယ်။ဒါပေမဲ့ဒါကကျွန်တော်ရဲ့နောက်ဆုံးဗီဒီယိုပါ။ ကျွန်တော်ရဲ့ကမာလေးကိုဆုံးရှုံးရတော့မလို့ဖြစ်သွားတာကြောင့်ကျွန်တော်ဒီ channel ကိုမလိုအပ်ပါဘူး။ဟွန်းကျမဒီလိုအလိညာတွေကိုထပ်ပြီးရောယုံနေမလို့ထင်နေရလားမသိဘူး။ထပ်ပြီးရောမလဲစားနေတော့နော်။ငါနှစ်ခါလဲစားလို့မရဘူး။ဒါပေမဲ့တကယ်ကြီးကိုပဲဘီလီကသူ့ channel ကိုဖျက်ချသွားပါရဲ့။ဘယ်လိုမျိုးပြန်ပြီးတုံ့ပြန်ရမလဲလည်းမသိတော့ဘူး။သူကအမှန်တမ်းပြောနေရမြန်လား။ကျမတို့ဖုန်းခေါ်ချင်တယ်။ဒါပေမဲ့ကျမရဲ့စိတ်ကတော့နောက်ထပ်တစ်ခါဒီလိုလဲစားမှုတွေကိုမယုံကြည်ဖို့အတွက်ကိုယ့်ကိုယ်ကိုပြောဆိုနေပါရဲ့။ အဲ့ဒါကြောင့်ဖုန်းကိုပြစ်ဆက်ထားလိုက်တယ်။ရှယ်နင်းကကြားသွားခဲ့ပါရယ်။ကျမရဲ့ကြာဆုံးသွားရဲ့နောက်ထပ်အသေးကွဲချင်းကနေပြီးတော့ပြန်ပြီးတက်တာလာနေပါရယ်။ရှာကိုလည်းတစ်ဖက်မှာလေ့လာနေပြီးတော့ကျမရဲ့ subscriber ကိုလည်းတိုးတက်အောင်နေပါရယ်။ဘီလီကိုလုံးဝမပြတ်ဖို့လည်းကြိုးစားပါသေးတယ်။ဒါပေမဲ့မလွယ်ကူပါဘူး။ assistant အစ်စ်ကလည်းအဆင်မပြေဘူး။ဘသူကမှသူ့နေရာမှာကိုရောကျမရဲ့နှလုံးသားထဲမှာရောအစားထုတ်နိုင်မှာမဟုတ်ဘူးဆိုတော့ကျမသိနေရလေ။တကယ်ကြတော့ကျမလမ်းမှာ max နဲ့ဆုံခဲ့ပါရယ်။ ကျမသူနဲ့စကားမပြောပြတာတော့မှတော်တော်လေးချာနေပြီ။သူရဲ့ပြိတ္တတယောက်နဲ့သူလမ်းမှာစကားရက်ပြောနေပါရယ်။ဒီတစ်ခါကမာလေးကလည်းကြည့်ရတာမတ်စ်ကိုရှူသွုတ်နေတဲ့ပုံပဲ။မတ်စ်ကတော့သူ့ကိုယ်သူဘလောက်မိုက်ကြ။ပြီးတော့ကမာလေးကသာတရဲတော့သူဖြစ်တဲ့အကြောင်းရှောက်ပြီးတော့ပြောနေပြန်ပါရယ်။ဘလူရာဟာတာလေ။သူလိန်နေတဲ့စကားကိုကျမအဲ့ဒီကမာလေးကိုသွားပြပြချင်လိုက်တာ။လမ်းတစ်ဖက်ကိုကူးနေတဲ့အချိန်မှာပဲရုတ်တရက်ဖလီကဘယ်ကမှမသိပေါ်လာပါရယ်။မင်းတီကဘာလာလောက်တာလဲ။မင်းကဘလူလူလက်စကားကို ငါမင်းကမလေးတီအောင်ပြပြချင်းလို့ပါငါပြောရကိုရှုံးတော့ तू ကပြင်းသွားတဲ့ချိန်ကျရင်မင်းကိုထားခဲ့မှာအခုကလေးကမင်းသူနဲ့ဖြတ်လိုက်တင်ပြီဒီလိုမကောင်းတဲ့သူမျိုးကိုမတွဲသင့်ဘူးကာမလေးကလည်းပီလီကိုခြေဆုတင်ပြီးတော့တပါးရဲထွက်သွားပါတယ်မင်းဘာလုပ်နေရလဲဟဲ့တခြားကောင်မလေးနဲ့မင်းထက်တွေ့ရင်လေငါဒီလိုပဲမင်းကိုလိုက်ပြောနေအောင်ပါမက်စ်လည်းစိတ်တူပြီးတော့ဘာမှပြောပဲနဲ့ပြန်လှည့်ထွက်သွားပါတယ်ပီလီကမိုက်လိုက်တာလို့တွေးပြီးတော့ကျမလည်းကြည်နေပြီးပြန်လာပုံး ဒီလိုကြောက်လည်းသူကရှိုးသားပြီးတော့ဖြူစင်တဲ့သူပြဖြစ်တာပဲပြီးတော့သူကဒီဘက်ချမ်းကိုလည်းကြည့်လိုက်တဲ့အချိန်မှာအစ်မကိုသတိထားမိသွားပါတယ်ဘီလီရှင်ဒီလိုလိုလိုက်တာတကယ်ကောင်းတယ်နော်မန်ဒီမင်းမင်းကဘယ်လိုလုပ်ပြီးတော့ဒီရောက်နေရလဲကျမရှက်ပြီးတော့ပြုံးလိုက်ပါတယ် assistant အစ်တစ်ယောက်ရှာချင်းလို့ပါဒါနဲ့ရှင်စိတ်ဝင်စားလာနော်သူကပြန်ပြေးမဲ့အစားအစ်မကိုဆွဲပြီးတော့နားလိုက်ပါတယ်ကျမလေးအချိန်ဒီကိုရက်တန့်ပြစ်ချင်လိုက်တာ အဲဒီခိုက်တက်မှာပဲကျမရဲ့နှလုံးသားကပြန်လည်ပြီးတော့ကုသသွားပြပါပြီ။ဒါလေးကတော့ကျမရဲ့ဇလန်းလေးပါ။ပရိသတ်တို့ကဒီဇလန်းလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆိုတာကိုကျမကိုပြခဲ့ပါအောင်နော်။ comment လေးမှာပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုလည်းကြိုက်တဲ့ဆိုရင် like လေးလုပ်ခဲ့ပေးပါအောင်နော်။တတ။အာကျမလေးစိတ်တရားလှုပ်ရှားနေတယ်။ဘယ်လိုလုပ်အောင်မလဲ။မစွရင်မနဲ့ကွာ။ကိုယ့်ရဲ့အစ်စ်လေးကကြည်ကောင်းနေတာပဲ။အဲနေပါဦး။ဗီဒီယိုကဆက်ပြီးတော့ရိုက်နေတော့လား။ဟာဟုတ်တာပဲ။ chắc 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 chắc